စိမ့်နဲ့ခွန်ရှိရှိကုန်ကတူတူခောက်ထားတဲ့ဒီပစံလေးတွေကိုတစားမုံလာပြီးညမှာပန်တကူပြခဲ့တာတဲ့အမှတ်တရလေးတွေကိုမျှဝေပေးသွားမယ်နော်။စာမုံလာပြီးနေအားလုံးပဲမင်္ဂလာရှိတဲ့ညချမ်းလေးပါ။ဒီနေ့ကတော့စိမ့်အာအရင်နေ့မကောင်းတော့လေ။အဲမြင်အဲ့လိုမျိုးလမ်းလျှောက်ပြီးတော့အများကြီးပန်တကူတော့မချနိုင်ဘူးပေါ့နော်။ဒါပေမဲ့အဲရတဲ့လောက်လေးတိုင်းတလောက်လေးတော့ ကားပေါ်ကနေပေါ့နော်ဘယ်လိုမျိုးလမ်းပြေကျချာမျိုးတော့မဟုတ်ဘူးပေါ့သူနည်းနည်းလေးရှင်းတဲ့နေရာရောက်ရင်လမ်းမေးအဲ platform လေးကိုကတ်လိုက်အဲပြီးရခါကျရင်ဒီမှာတန်တကူကလေးကိုလှမ်းတင်လိုက်အဲ platform လေးကိုကတ်လိုက်ပတ်တကူလေးပတ်စံလေးကိုလှမ်းပစ်လိုက်ပေါ့နော်ဘယ်လိုမျိုးလုပ်လဲအဲ့ဒီမှာဆက် เนาะအားလုံးပဲပြင်ကြပါစေတကယ်လို့များအသွိုင်းလာရင်ပေါ့เนาะအဲစိတ်တို့ရဲ့ဒီပန်တကူအယူဒါလေးတွေ့ရဆိုရင်တော့အားလုံးကံကောင်းကြပါစေဒီတက်မကစီးပွားလက်လာပါတွေတိုးတက်ပါစေလို့ဆုမကောင်းတောင်းမိလိုက်ပါတယ်အခုလမ်းဘေးတနေရာမှာရက်ပြီးတော့လေဒီ platform လေးပေါ့ပန်တကူအလူလေးချလိုက်မယ်ဝါကလည်းကံကောင်းပါစေအဇနီကုန်းရောက်နေပြီအမတရားဒါလေးကြက်လိုက်မယ်နော် အခုအစိမ့်ကအဲကိုရှိရှိခုံပန်းတကူအလှနဲ့ရေကြောပွဲစည်းလေးကိုရောက်နေရတာဖြစ်ပါတယ်။ဟောဒီပန်းတကူလူလေးကိုကိုကတော့ခုနကတော့လာတဲ့လမ်းမှာအဆင်ပြေတဲ့နေရာလေးမှာချခဲ့ပြီးပြီးအခုပွဲစည်းလဲလာလဲရင်းနဲ့ပန်းတကူလူလေးလဲအဲသွားမှဖြစ်တဲ့စိတ်နဲ့အတူပေါင်းမိခဲ့ကြပါဦးနော်။ အဲ့လိုတော့အဲ့လိုရတယ်ကျွန်တော်ပြောရတော့ဆော်တော့ဘုရားပွဲစည်းကင်းထဲမှာဆိုတော့ဖန်တကူပစံလေးတွေကိုမတိမတာလေးပဲချခဲ့ရတယ်။မဟုတ်ရင်ဒီအများကြီးအုံလာမှာဆိုလို့လေ ကဖြစ်ပေါ်တယ်စိတ်နဲ့ခွန်ရှိရှိခွန်ကခြားထားခဲ့တဲ့ပတ်သက်ကူအလူဝင်လေးတွေကိုရရှိကြတယ်လို့ပဲ။ကျမကြီးနဲ့ပတ်သက်ပြီးတော့ဆွေးနွေးမြဲမြဲတိုင်ပင်ခြင်းနဲ့ဆိုရင်တော့ဖုန်းနံပါတ်ခွန်ရှိရှိခွန်ဆိုတဲ့ကနေလေးလောက်ကိုအတန်းစင်ကနဲ့ဟယ်လိုလုပ်လိုက်ဖို့လည်းမမေ့နဲ့နော်။ ကဲခုကစားနိုင်ရစားပြီးတော့ပြိတ္တကြီးပေါ့ကာယဒုက္ခစိတ်ဒုက္ခခံပြန်နဲ့ပြည့်စုံကြပါစေရှင်။